ကောင်းကင်မြေကြီးလှိုးဝှက်စမ်းကြတဲ့အဝါရောင်ဒါတွေအားလုံးကကန့်သက်ချက်ရဲ့အဆင့်၄၀ပဲဒါပေမဲ့အဲ့ဒီ၄၀ရဲ့အထက်မှာအဆင့်တစ်ခုဝရှိသေးတယ်အရာကိုတော့အနှစ်သာရလို့ခေါ်တယ်အနှစ်သာရကိုရှေးအောင်ကန့်သက်ချက်၄ခုအဖြစ်ပိုင်းခြားတာလေဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ရှေးဟောင်းကန့်သက်ချက်၄ခုထဲဟာပြတ်သုံးချင်းကန့်သက်ချက်အပြင်တည်ချင်းရှင်ချင်းကန့်သက်ချက်ရှေးဟောင်းဝဉဉ်ကန့်သက်ချက်နဲ့လှုပ်ဝက်ဆန်းကျတဲ့အချိန်ကန့်သက်ချက်တို့ဝါရှိတယ် ကောင်းကင်ကန့်သက်ချက်အများစုကလည်းအဲ့ဒီရှေးအောင်ကန့်သက်ချက်လေးခုကနေဆင်းသက်လာတာပဲဝင်လင်းကတောင်တက်ရင်စဉ်းစားနေပါလေငါကောင်းကင်ခွင်ကျဆူးစနစ်ကနေထွက်လာတော့ဟာလီယွမ်ကရှေးအောင်ကန့်သက်ချက်လေးခုလုံးကိုတင်ယူပြီးပေါင်းစပ်နိုင်အနှစ်သာရနယ်ပယ်ကိုနားလည်နိုင်မယ်လို့ပြောခဲ့တယ်အနှစ်သာရကန့်သက်ချက်တွေရဲ့အထုံးထိပ်ပဲဒါပေမဲ့ကဘာကြီးရဖြစ်ပေါ်လာပြီးတဲ့ရကန့်သက်ချက်နီးရမာတွေကွဲထွက်လာတဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာဘသူကမှအနှစ်သာရနယ်ပယ်ကိုနားမလည်နိုင်ခဲ့ဘူး ဝင်လင်းကတပင်းချပြီးထုကိစားကိုမတွေးတော့ပဲမိကုန်းကထင်းရှုပိအရှင်ရဲ့လမ်းကြောင်းကိုခန်းစားဖို့အတွက်အယုံဆိုင်လိုက်ပါတယ်။နိုင်ဝဲကြပြီးရဲ့နောက်ဝလင်းကရောင်စုံအလင်းရောင်နေမြေအောက်ကတောင်ရဲ့အမြင့်ဆုံးနေရာမှာရပ်နေပါလေ။ရောင်စုံအလင်းရောင်ကသူ့ကိုဝေးရထားပြီးဝေးရနေကြည့်ရင်နဖျားတစ်ပါးလိုပါပဲ ထုံနေရင်လိုမျိုးမဆောက်တဲ့တောင်တန်းကြီးကအတွင်းပိုင်းနဲ့အပြင်ပိုင်းကိုပိုင်းခြားထားတဲ့လက်စုပ်ဂွင်းတွင်လိုပါပဲထုံနေရကမြို့ခိုးရင်းနဲ့ပြည်နေတဲ့အတွက်ဘလို့ပုံစံလဲဆိုတော့မမြင်နိုင်ပါဘူးအန်နီယိုဖျော့တော့စွာနဲ့ပြတ်သားနေတဲ့မဲနဲ့တဲ့ပင်လယ်တစ်ခုလိုပါပဲရှေ့ကိုကြည့်လိုက်တော့ဝလင်းကမိကုန်းကိုထင်းရှုပင်အရှင်သခင်ကမြို့ခိုးရင်းထဲမှာရှိနေတာကိုကြည်ကြည်လင်လင်နဲ့ခံစားရပါတယ်ဝလင်းရဲ့မျက်လုံးတွေကအစ်ဆက်သွားပြီးတောင်အောင်းကိုဆင်းသက်ကအဝေးတစ်နေရာမှာပြတ်ကွက်သွားပါတယ် အဝေးတနေရာမှာပြက်ကွက်သွားပါလိမ့်မိကုန်းကိုထင်းရှုပင်အရှင်ကနဆုံးနှက်ဖျားတန်ကြက်ကောက်ကိုဝှထားပြီးအလုံးမသတိထားနေပါလိမ့်မြူခိုးရီထဲမှာသူကလှမ်းတိုင်းသတိထားရပါလိမ့်အစိမ်းရောက်ဝဲအမျိုးသမီးကြီးကတော့သူ့ရဲ့ဘေးမှာရှိနေပြီးမင်းနဲ့တဲ့အငွေ့တွေကသူမကိုဝင်းရထားပါလိမ့်ပတ်ဝန်းကျင်ကလုံးဝတိတ်ဆိတ်နေပြီးသူတို့ရဲ့ခြေတံတွေကပစ်တင်ထနေပါလိမ့်လူဆိုတဲ့လူကအခုတင်နေလောက်ပြီးပန်တေရောဝဉ္ညရှာဖွေတာမှာကျွမ်းကျင်တယ်အထူးသဖြင့်စေဝဉ္ညဒစိမ့်နဲ့ကောင်းကောင်းရိတ်သိမ်းရလိမ့်မယ်ဒါကနဖျားကရဲ့အစွမ်းနေထရာတစ်ခုပဲ မိကုန်းကိုထင်းရှုပင်အရှင်ကအချိန်ကိုတွက်ချက်လိုက်ပါတယ်သူတို့ကအတူတူအလုပ်လုပ်လေးရှိတဲ့အတွက်အတွေးတွေကိုတစ်ချက်ကြည့်အောင်လည်းသိနိုင်ပါတယ်ဗန်ဒယ်ကန်ကရောက်လာလို့ပဲမီဂွန်ကိုထင်းရှုပင်အရှင်သခင်ရဲ့မျက်လုံးတွေကမတိမတာနဲ့တောပတ်သွားပါလေအစိမ်းအငွေအမျိုးသမီးကြီးကဘာပြောပဲရုတ်တရက်မေးလိုက်ပါလေမီဂွန်ကိုထင်းရှုပင်ရှင်ပြောတဲ့နေရာကဘလောက်ဝေးသေးလဲမဝေးတော့ဘူးအရှိမလေးရှိတယ်သူကပြောလိုက်ပြီးတာနဲ့ရုတ်တရက်ရက်လိုက်ပါလေထိုးချိန်မှာအစိမ်းအငွေအမျိုးသမီးကြီးကလည်းရက်ပြီးရှေ့ကိုသတင်းနဲ့ကြည့်လိုက်ပါလေ သူတို့ရှေ့ရမြို့ခိုးထဲမှာမှုံဝါပုံရင်ကြီးတစ်ခုကပုံနေပါတယ်ပုံရင်ကြီးကလည်းယူလီယာနီရဲ့ပုံရပါတယ်မြို့ခိုးရီကလှူရှားလာနေအမျှပုံရင်ကြီးကပြောင်းလဲနေပုံရပါတယ်သူတို့နှစ်ယောက်ကအပြန်လဲကြည့်ပြီးဖြည်းဖြည်းချင်းရှေ့ကိုလျှောက်သွားပါတယ်မကြခင်မှာပဲပုံရင်ကြီးရဲ့အောက်ကိုလျှောက်သွားပြီးမော့ကြည့်လိုက်ပါတယ်ထိုရာပီတာထောင်ချွန်မြင့်နဲ့ကြောက်တုံးကြီးတစ်ခုဖြစ်ပြီးလူတယောက်ကိုထွင်းထူလာပါတယ်သူကကောင်းကင်ကိုမော့ကြည့်ပြီးတော့တွေးတောနေပါတယ်မြေခုံးတစ်ခုကြားမှလည်းမိုးကြိုးပုံစံအမှတ်သားတစ်ခုကရှိပါတယ်ဒါစိန်ရွေအမျိုးသမီးကြီးကကြောက်ရွံ့မြခုံချားအမှတ်သားကိုစိုက်ကြည့်ရင်အံ့အင်းတင်သွားပါလေ မျက်နှာအမူအရလည်းရုတ်တရက်ပြောင်းလဲသွားပါတယ်ထိုးအချိန်မှာပဲထူထပ်တဲ့မြခုရဲကြားကနေတုန်ခါနေတဲ့အတန်တစ်ခုကထွက်လာပါတယ်ထူးဆန်းပါတယ်ဝင်းညင်းကိုထိုးဖောက်နိုင်တဲ့စွာတစ်ခုကလည်းပါပါတယ်ဝေးရကနေလာတယ်လို့လဲနီးရကနေလာတယ်လို့လဲခံစားရပါတယ်ဘေးရလမ်းမှန်းတော့မသိနိုင်ပါဘူးညံလင်းရောက်သူကောင်းကင်လမ်းစဉ်ရဲ့အကျဉ်းသာသရှိတတော်အားလုံးကဘေးဒုက္ခများစွာကိုခံစားရမယ်။နှဆိုင်နဲ့တိုးရရနေထွက်ဖို့အတွေးတစ်ခုနဲ့တည်းလုံလောက်တယ်။ကျဉ်ကြံချင်းလမ်းကြောင်းကိုစောက်မြော်နေ ညံလင်းရသူတက်ရှိအားလုံးက ရှေ့ဆက်ပြီးခေတ္တတစ်ခုကိုဖြည့်ရှင်းရမယ်။ကောင်းကင်ရဲ့ဆာနာနဲ့လွတ်မြောက်ပြီးအသက်လမ်းကြောင်းကိုရယူရမယ်။ကျဉ်ကျဉ်ချင်းလမ်းကြောင်းကိုစောင့်မျှော်နေ။ညံလင်းရသူကောင်းကင်ရဲ့ဆာနာကိုစိတ်ခတ်ရမယ်။မှောင်မိုက်တဲ့နေ့တွေကိုမှတ်တမ်းတင်ရမယ်။တက်ရှိအားလုံးက တကယ်တော်ကိုမသိကြဘူး။ခါတီးတဲ့ချောက်ကန်းပါတကယ်တော်ကိုအမြဲတမ်းပုံပြတ်စေတယ်။ကျဉ်ကျဉ်ချင်းလမ်းကြောင်းကိုစောင့်မျှော်နေ။ ထိုထူးဆန်းတဲ့ဇာတ်ရည်အားမိခိုးရဲ့ကြားမှာပဲတင်ထပ်ပြီးပဝင်းချင်းကိုပြင်းထန်သွားပါလိမ့်မိကုန်းကထင်ရှုပင်အရှင်ရဲ့မျက်နှာချက်ချင်းပဲဖြူဖြော့သွားပြီးကြောက်လန့်တဲ့ကြားနဲ့ပဝင်းချင်းကိုကြည့်လိုက်ပါလိမ့်အစိမ်းရောက်ဝယ်အမျိုးသမီးကြီးအားအစ်ဆရဲလေးကိုရွှေရှားလိုက်ပါလိမ့်ထိုထူးဆန်းတဲ့ဇာတ်ရည်အားသူမရဲ့စိတ်ထဲမှာကြံ့ရှိနေပြီးဆက်ပြီးတော့ပဲတင်ထပ်နေပါလိမ့်မမျော်လင့်မဲသူမရဲ့မူလဝိညာဉ်ကတုန်ခတ်သွားပြီးတောင်းနှလုံးသားမတည်မငြိမ်ဖြစ်လာပါလိမ့်ဘသူတွေလဲအဲ့ဇာတ်ရည်အားဘာလို့ဆုလို့ရလဲအစိမ်းရောက်ဝယ်အမျိုးသမီးကြီးအားမိကုန်းကထင်ရှုပင်အရှင်ကိုကြည့်လိုက်ပါလိမ့်သူတို့ကညံလင်းရောက်သူတွေ သူကပြောလိုက်တာနဲ့ရှေးရမြို့ခိုးရီကလှူရှာလာပြီးအရေးတစ်ခုကထွက်လာပါတယ်အရန်ဦးမမြန်ပါတယ်သူတို့နှစ်ယောက်ဓာတ်ကနေတန်းပြီးတော့ဖြတ်သွားပါတယ်ထူဆန်းတဲ့အတန်ကသူတို့ရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းကိုဝင်လာပါတယ်မိကွန်းထင်းရှုပဲအရှင်ညံလင်းရသူဆိုတာဘာ ड़ी လဲအမျိုးသမီးတီးရဲ့မျက်နှာကဖြူဖြောင်းနေပြီးစကားတွေကသူမရဲ့စိတ်ထဲမှာပိတ်တင်ထန်းနေပါတယ်သူမကမခံနိုင်တော့သူလို့ခံစားနေရပါတယ်လမ်းပျောက်သူတွေကသူတို့ရဲ့တောင်းကိုဆုံးရှုံးပြီးရောင်းစုံနေပေမှာလှဲ့လေရှာဖွေကြတယ်မြကန်းနီလိုရှာဖွေကြတယ် ညံလင်းရသူတွေမှာတောင်ဝရှိပေမဲ့တောင်ချန်းစာကိုမြင်လိုက်တဲ့အတွက်သူတို့ရဲ့တောင်နှလုံးသားပြုတ်ကွဲပြီးပြန်ပြီးတော့မဖယ်စည်းနိုင်တော့ဘူးဒီမြူခရိတ်ထဲမှာပဲအများရန်လှည့်လည်ရှာဖွေနေရတယ်သူတို့ကတည်နေတော့ပြီဒါသူတို့ရဲ့စာနာကနေဖြစ်လာတယ်တောင်ဝဉဉ်တစ်ခုပဲမိကောထင်ရှုပဲအရှင်ရဲ့စကားတွေကသူ့ရဲ့စိတ်ထဲမှာပဲ့တင်ထန်းနေတာကိုနားထောင်ရင်တော်တော်လေးရေဝလိုက်ပါတယ်တောင်ချန်းစာလား အစိမ်းရောက်ဝဲအမျိုးသမီးကြီးရဲ့မျက်လုံးလေးကလည်းကျဉ်းသွားပါတယ်မိကွန်းကထင်ရှုမဲ့အရှင်ကခေါင်းမောလိုက်ပါတယ်သူ့ရဲ့မျက်လုံးလေးထဲမှာစိတ်အားထက်သန်မှုတွေနဲ့ပြည့်နေပြီဖြည်းဖြည်းချင်းပြောလိုက်ပါတယ်ဟုတ်တယ်တော်ကျန်းစာပဲရောင်စုံနယ်ပယ်ကိုမရောက်ခင်ဟာဒါအကြောင်းငါတခါမှမကြဘူးဒါပေမဲ့ဒီကိုရောက်ပြီးရဲ့နောက်အဲ့ဒါနဲ့ပတ်သက်တဲ့တဲလွန်စာကိုရှာတွေ့ခဲ့တယ်ဒီကဘာမှာကောင်းငင်သွေးနဲ့ဖက်စီးထားတယ်လို့ကောလာဟာလာတွေထွက်နေတယ်တော်ကျန်းစာရှိတယ်သူတို့ပြောနေတာတော်ကျန်းစာအကြောင်းလား အစိမ်းရဝယ်အမျိုးသမီးကြီးကအစ္စရဲလီကိုရှူရှိုင်းလိုက်ပါလေ။သူမကြားနေရတာတွေကအလုံးဝမကြောက်စရာအကောင်းဆုံးပါလေ။မိဘကထင်းရှုမဲ့အစိမ်းရမျက်လုံးလေးထဲမှာထူးဆန်းတဲ့အလင်းတန်းတစ်ခုကပေါ်လာပြီးဖြည်းဖြည်းချင်းပြောလိုက်ပါလေ။တော်ကျန်းစာပဲ။ကျဉ်းန်းသူမိတ်ဆွေကြောက်ဝါ။ငါရဲ့တကယ့်ရွယ်ချက်ကိုတီသွားမအောင်ငါမကြောက်ဘူး။တားရဲ့ဝိညာဉ်တွေကဒုရယပဲ။ငါရဲ့တကယ့်ချိန်မှန်းချက်ကတော်ကျန်းစာကိုမင်းရဖို့ပဲ။ဒီမှာညံလင်းရသူအများကြီးရရှိတယ်။ဒါကြောင့်တော်ကျန်းစာစီကိုရောက်ဖို့ကမလွယ်ဘူး။မိဘကထင်းရှုပင်ရှင်း အစင်းရဝေအမျိုးသမီးကြီးကမိကွန်းကိုထင်းရှုပင်အရှင်သခင်ကိုကြည့်လိုက်ပါလေ။ကြီးညက်သူမိတ်ဆွေကြောင့်အစင်းတက်ကြွဆေးလုံးကမရှိတဲ့အခါငါတို့ရဲ့မျိုးဆက်တွေကြားမှာပြန့်နှံ့နေတဲ့အရာကိုမှတ်မိလား။မိကွန်းကိုထင်းရှုပင်အရှင်သခင်ကကြောက်ရွံ့ကိုမော့ကြည့်လိုက်ပါလေ။အမျိုးသမီးကြီးကလည်းတော်တော်လေးပြောလိုက်ပါလေ။တောက်အိုးရှာဖွေသူတွေကမနက်ခင်းမှမွေးဖောက်ပြီးညနေခင်းမှတည်ဆုံကြတယ်။ဒါနဲ့ပဲလုံလောက်ပြီ။တွားကြစို့မိကွန်းကိုထင်းရှုပင်အရှင်သခင်ကအကြီးကိုရုပ်သိမ်းပြီးရှေးကိုပြေးထွက်သွားပါလေ။အစင်းရဝေမျိုးသမီးကြီးကလည်းခဏတွေးပြီးလိုက်သွားပါလေ။ သူတို့နှစ်ယောက်ကရှေ့ကိုသွားတာနဲ့တုံခါနေတဲ့အတန်တွေကပိုကျလာပါတယ်ထိုအတန်ကထူးဆန်းပါတယ်မခမနိုင်ပါဘူးစိတ်တွေကိုမယူရဘဲလှည့်လည်သွားစီပါတယ်အတင်းကျက်နှိမ်နှင်းဖို့အတော်လေးကိုအားဆိုင်ရပါတယ်မြူခိုးတွေထဲမှာပုံနှဆိုင်လာတဲ့အများသူတို့ကကြကြမနှိမ်နှိမ်နိုင်တော့ဘူးလို့ခံစားလာရပါတယ်သူတို့ကလှန်တိုင်းစစ်တပ်ကြီးတစ်ခုကသူတို့စီကိုခြိတက်လာပြီးစိတ်တွေကိုတွန်းလို့စေသလိုပါပဲမိကုန်းကိုထင်းရှုပင်အရှင်ရဲ့မျက်နှာကဖြူဖြောင်းနေပေမဲ့စိတ်လှရှားမှုကပြင်းထန်နေပါတယ်သူတို့ကမြူခိုးတွေဈာတွေကနေဖြည်းဖြည်းချင်းဖြတ်သွားပါတယ်မြေတောင်တစ်ခက်အတွင်းမှာပဲသူတို့နှစ်ယောက်ကမြူခိုးတွေထဲမှာတုံးရကြနေပါပဲ ြူခိုးရီထဲမှာဘလောက်ကိုပြီးရှောက်လာမှန်းမသိကြပါဘူးလေးအမြောင်းလေးမှာရှေ့မှာတောင်ငယ်လေးတစ်ခုကိုမှုံပြပြနဲ့မြင်လိုက်ရပါတယ်ထိုတောင်ငယ်လေးကရမ်းမကြည့်ပါဘူးပေတောင်းလောက်ပဲမြင်ပါတယ်မြူခိုးရီထဲမှာပေါ်လာပြီးပျောက်သွားနေပါလိမင်းနဲ့တဲ့အလင်းတန်းတလွာတောင်ငယ်လေးကိုဝင်းရထားပြီးရှေ့ကိုသွားတဲ့လမ်းကိုပိတ်ဆို့ထားပါတယ်မိကုန်းကထင်းရှုပင်အရှင်ကအစင်ရောက်ဝယ်အမျိုးသမီးကြီးကိုကြည့်ပြီးလေးလေးစားနဲ့ပြောလိုက်ပါတယ်ကြီးညက်သူမိတ်ဆွေကြောက်ငါရဲ့ကန့်သက်ချက်ဘူးတူတာမင်းနဲ့ရှင်လို့မရပါဘူးဒီကန့်သက်ချက်ကိုဖြုတ်ခွင်းဖို့အတွက်ကူညီပေးပါဦး ဒီတောင်ကတာယေဝိညာဉ်များစွာကိုတစိုက်ခတ်ထားတဲ့နေရာပဲ။ကျဉ်ညံ့သူမိတ်ဆွေကြောက်ရတာဖွင့်ပြီးတာယေဝိညာဉ်တွေကိုရနိုင်တယ်။အစိမ်းရောက်ဝဲမျိုးသမီးကြီးကမင်းနဲ့တဲ့အလင်းတန်းကန်သက်ချက်ကိုကြည့်လိုက်ပါလေ။အနားကိုရောက်ပြီးညာလဲကိုတင်လိုက်ပါလေ။အတော်ကြာပြီးရဲ့နောက်မျက်နှာမကောင်းဖြစ်လာပြီးပြောလိုက်ပါလေ။ဒါကအချိန်ကန်သက်ချက်ပဲ။ရှိနေတဲ့အချိန်ကကြာလေလေပို့ပြီးတော့ဆွမ်းထက်လေ။ဒီကန်သက်ချက်ကဘလောက်ကြာနေပြီလဲဆိုတာငါမမြင်နိုင်ဘူး။ဒါကြောင့်ဖြိုခင်းတာအကြောင်းကိုပြောစရာတော့မလိုဘူးဒီလိုကန့်သက်ချက်မျိုးဟာရှိမှန်းသိရင်ငါကလုံးဝတော့မလာခဲ့ဘူး မိကုံးကထင်ရှုမိအရှင်သခင်ကပြုံးပြီးတော့လက်ကိုဝင်ရလိုက်ပါတယ်။တလွန်နေရာပွင့်သွားပြီးအရာတစ်ခုကထွက်လာပါတယ်။ထိုအရာကကျူးပုံစံအမှတ်သားပါတယ်။မင်းနဲ့တဲ့အတချောင်းမှာသူကထွက်လွတ်လိုက်တာနဲ့ဖီးယားတစ်ခုကပြန့်နှံ့သွားပါတယ်။ကျဉ်ရသူမိတ်ဆွေကြောက်ဒါဘာမှန်းသိလား။မီဝေါထင်ရှုပင်အရှင်သခင်ကအစိမ်းရောက်ဝယ်မျိုးသမီးကြီးကိုကြီးလိုက်ပါတယ်အစိမ်းရောက်ဝယ်မျိုးသမီးကြီးကအောက်ကိုထူးဆန်းတဲ့အလင်းတန်းနေနဲ့ကြီးလိုက်ပါတယ်အချိန်တော်ကြာတိတ်ချကြည့်ပြီးရဲ့နောက်ဖြည်းဖြည်းချင်းပြောလိုက်ပါတယ်ရှေခိကထူးဆန်းရတနာကန့်သက်ချက်ဖြိုခွင်းအပ် ချင်းရတူမိတ်ဆွေကြောင်းဟာတကယ်ကိုကန့်သက်ချက်ပညာရှင်ပဲဘူးတုဒကျွဲတယ်ဒီအနဲ့ဆိုရင်ဒီကန့်သက်ချက်ကိုဖြုတ်ခွင်းဖို့အတွက်ဘလောက်ယုံကြည်မှုရှိလဲအစိမ်းရောင်းဝယ်အမျိုးသမီးကြီးကခဏတွေးပြီးပြောလိုက်ပါတယ်ကန့်သက်ချက်ဖြုတ်ခွင်းအကဘယ်နှချောင်းရှိလဲမိကုန်းကထင်ရှုပြီးအရှင်အားပြောလိုက်ပါတယ်လေးချောင်းအချိန်ကတူတူလေးပဲရှိသေးတယ်ကန့်သက်ချက်ဆိုရင်လေးချောင်းနဲ့ရလုံလောက်တယ်ဒါပေမဲ့ဒီကန့်သက်ချက်ကအရန်ကိုကြာနေပြီဒါကြောင့်တစ်ဆယ်ရာခိုင်နှုန်းမှယုံကြည်မှုဟာရှိတယ် အမျိုးသမီးကြီးကခေါင်းကိုခံရလိုက်ပါတယ်မိကွန်းကထင်ရှုပင်အရှင်ကခဏတွေးပြီးရနောက်ညာလက်ကိုဝင်လိုက်ပြီးအချားရတစ်ခုကိုထုတ်လိုက်ပါတယ်ထိုးရလက်ဖွားရွယ်ရှိတဲ့မင်းနဲ့တဲ့တသားတပြားပါပေါ်လာနဲ့မဖော်ပြနိုင်တဲ့အစွမ်းထက်တဲ့အရှင်ဝါတစ်ခုကပေါ်လာပါတယ်ထိုးအရှင်ဝါမြူတွေုံတော့ရွေလျားစေပြီးပေတရာအကျယ်ရှိတဲ့ဝေရတစ်ခုကိုဖြစ်ပေါ်စေတာဖြည်းဖြည်းချင်းလည်ပတ်နေပါတယ်အစိမ်းရဝဲအမျိုးသမီးကြီးရဲ့မျက်လုံးတွေကကျဉ်းသွားပါတယ်။မင်းနဲ့တဲ့တာပြားကိုစိုက်ကြည့်ပြီးတပင်းကိုချလိုက်ပါတယ်။ပြီးတော့ဖြည်းဖြည်းချင်းမိလိုက်ပါတယ်။တူပနိဗ္ဗာန်လေဟာနဲ့ယသနာလား။ မိကုန်းကထင်ရှုပြင်အရှင်ကဘာမှမရှင်းပြပဲဖញင်းစွနဲ့မေးလိုက်ပါတယ်ဒီကိစ္စမှာဘလောက်ယုံကြည်မှုဝရှိလဲအစိမ်းရောက်ဝယ်အမျိုးသမီးကြီးကအကြည့်လွယ်လိုက်ပြီးခဏတွက်ချက်ပြီးမှ40ပဲစေဝဉ္ဇဉ်တစ်စိရရှိမယ်ဆိုရင်တော့90ရမှာပေါ့ဒါပေမဲ့ကံမကောင်းစွာပဲမိကုန်းကထင်ရှုပြင်အရှင်ကခဏတွေးပြီးတွလွန်နေရာကနေနောက်ထပ်ပစီတစ်ခုကိုထုတ်လိုက်ပါတယ်ထိုအရာလက်ဆက်တဲ့သွေးတွေစီစင်းနေပုံပေါက်တဲ့တောက်ပတဲ့တင်းကြောက်တစ်ခုပါပေါ်လာတဲ့အချိန်မှာကောင်းကင်ကိုတွန်လို့စီမယ်အဖက်စီးချိန်မှာတစ်ခုကပြန့်နေသွားပါတယ်ဒါနဲ့ဆိုရင်လုံလောက်မယ်လို့ထင်တယ် မိကုံးကထင်ရှုပင်အရှင်ကအစိမ်းရောက်ဝဲအမျိုးသမီးကြီးကိုကြီးလိုက်ပါတယ်အစိမ်းရောက်ဝဲအမျိုးသမီးကြီးကခနာတိတ်ဆိတ်စွာနဲ့စဉ်းစားပြီးခတ်အောအတန်နဲ့မိကုံးကထင်ရှုပင်အရှင်တခင်ကတူပါနှိပ်ပန်လေးဟာနဲ့ရတနာနှစ်ခုကိုထိုးယူဖို့ជីជីယုံမောက်ကိုလှောက်ဆောင်နေရပဲဒီတလင်းကြောက်ကအရင်တစ်ခုထက်အများကြီးပိုပြီးတော့အစွမ်းထက်တယ်ဒီပစီ၃ခုနဲ့ဆိုရင်တော့80ရာခိုင်နှုန်းယုံကြည်မှုရှိတယ်80ရာခိုင်နှုန်းဆိုရင် လုံလောက်ပြီး မိကုန်းကိုထင်းရှုပြီးအရှင်ကသူ့ရဲ့အင်ကြီးလက်ရှိကိုဝင်ရင်လိုက်ပြီးကန်တက်ချက်ချိုးဖျက်မဲ့အက်လီချောင်းကအစိမ်းရောက်ဝဲမြို့သူကြီးကြီးစီကိုပြန်သွားပါတယ်မိကုန်းကိုထင်းရှုပြီးအရှင်ကကောင်းကောင်းကိုပြင်ဆင်လာပါတယ်သူ့ရဲ့ကန်တက်ချက်စွမ်းရည်ကထိုးမြို့သူကြီးထဲညံ့နေဆိုတဲ့အချက်ကြောင့်မဟုတ်ရင်သူကိုယ်တိုင်ချိုးဖျက်ပြီးပါပြီယတနာတွေကိုသုံးဖို့လိုအရင်ပြောလိုက်ပါ အစိမ်းရောက်ဝယ်မျိုးသမီးကြီးကအချိန်မဖြုံးတော့ပါဘူး။သူမရဲ့လက်နက်ဖက်နဲ့လက်တစိုက်တွေကိုဖွဲလိုက်ပြီးကန်သက်ချက်တွေကထွက်လာပါတယ်။တစ်ချိန်တည်းမှာပဲသူမရဲ့ပက်လေမှာမင်းနန်းနေတဲ့အငွေ့တွေကကန်သက်ချက်နဲ့အတူရွေလျားလာပါတယ်။သူမကလက်ညုံနဲ့ထိုးလိုက်တာနဲ့ကန်သက်ချက်အတချောင်းစီကိုပြစ်လွတ်လိုက်ပါတယ်။တောက်တောက်ဆိုတဲ့အတန်အထွက်လာပြီးကန်သက်ချက်အပ်ပေါ်ကြောက်သွားပါတယ်။ပြီးတော့မင်းနန်းရဲ့အငွေ့တွေကအထဲကိုတိုးဝင်သွားပါတယ်။အကမင်းနန်းရဲ့အလင်းရောင်ကိုထွက်လွတ်လိုက်ပြီးကောင်းကင်ကို꿰စီနိုင်တဲ့အချိန်ဝါပြတ်နေသွားပါတယ်။အမျိုးသမီးကြီးရဲ့မျက်လုံးတွေကတောက်ပလာပြီးသူမရဲ့ရှာပြားကိုကိုက်လိုက်ပါတယ်။ သွေးများတစ်စက်ကထွက်လာပြီး SC ကိုပြစ်လွတ်လိုက်ပါတယ် Apple ကြောက်သွားနဲ့အချိန်ကန်သက်ချက်စီကိုတက်တက်ပြန်သွားပါတယ်နီကလာနဲ့မင်းနဲ့တဲ့အလင်းရောင်ကန်သက်ချက်ကမူမှန်ဖြစ်လာပြီးအချိန်စွမ်းကပြုတ်ကွဲလာပါတယ်အကချက်ချင်းပဲတုံရင်လာပြီးပျောက်ကွယ်သွားတော့မဲ့လက္ခဏာတွေကိုပြလာပါတယ်အစိမ်းရောက်ဝေအမျိုးသမီးကြီးရောက်ချိုးဖောက် သူမကအော်လိုက်ပါတယ်အက်ကသွေးနှီးရောက်အလင်းများကိုထွက်လွတ်ပြီးမင်းနဲ့တဲ့အငွေ့အများကြီးကအထဲကိုတွုံးဝင်သွားပါတယ်မင်းနဲ့တဲ့အလင်းရောက်ကန်တဲ့ချဲရဲ့ထောက်တနေရောက်တက်တက်ထိုးဖောက်ဝင်ရောက်သွားပြီးအမြန်ဆန်နဲ့ပြက်ကွက်သွားပါတယ်တစ်ချိန်တည်းမှာပဲအစံရောက်ဝေအမျိုးသမီးကြီးကနေမင်းနဲ့တဲ့အငွေ့များထွက်လာပြီးဒူရီယာကန်တဲ့ချဲကိုချိုးဖောက်မဲ့အထဲကိုဝင်ရောက်သွားပါတယ်ထိုးရမိုးကျိုးလိုမျက်စံစွာနဲ့ထွက်ခွာသွားပြီးနောက်ထပ်ထောက်တနေရောက်မှာစိုက်ဝင်သွားပါတယ်ကြံနဲ့ကန်တဲ့ချဲဖြူခွင်းအဲ့ဒီကလည်းပြန်တန်းထွက်ခွာပြီးမင်းနဲ့တဲ့အလင်းရောက်ကန်တဲ့ချဲမှာစိုက်ဝင်သွားပါတယ် အလီကြောင့်လုံးဝကြောက်သွားတဲ့အခါမင်းတဲ့အလင်းရောင်ကန်တချမ်းအနေဟိမ့်တန်အထလာပါလေအရင်အားဆိုရင်လှိုင်းရက်တွေအများကြီးရပေါ်လာမှာပါဒိုးအားတွေအလီကြောင့်ကစိုက်ဝင်သွားတာကြောင့်ရေကန်လေးကိုကြောက်တုံးလေးကူပစ်ချလိုက်တယ်လို့ပဲလှိုင်းရက်တစ်ခုချင်းစီကအထာအထာဥတီယာကိုဥတီသွားပြီးမျက်နှာပြင်ပေါ်ကမျှထည်ကိုဖြုတ်ခွဲလိုက်ပါလေ ထိုးအချိန်မှာအစိမ်းရဝေအမျိုးသမီးကြီးကလက်တစဲကိုဖွဲလိုက်ပြီးမျက်ခုံးတစ်ခုချောင်းကိုလူညုံနဲ့ထိုးလိုက်ပါတယ်။သူမကချက်ချင်းပဲမင်းနဲ့နေတဲ့အမွှေးများကိုထွက်လွတ်လိုက်ပါတယ်။သူမရဲ့အရေးကြောင်းနေရအမြန်ဆန်နဲ့ပြတ်ကွက်သွားပြီးအသက်40အရွယ်လှပတဲ့တက်လက်ပိုင်အရွယ်အမျိုးသမီးတယောက်ဖြစ်ပြန်လည်ပြောင်းလဲသွားပါတယ်။မင်းနဲ့တဲ့အမွှေးတွေအများကြီးကမင်းနဲ့တဲ့အလင်းရောင်ကန်သက်ချက်စီကိုတိုးဝင်သွားပြီးအလဲဘိုဟိုကြောက်ထွားပါတယ်အလဲဘိုဟိုမှာမင်းနဲ့တဲ့ဝေကြီးတစ်ခုပါဖြစ်လာပြီးမင်းနဲ့တဲ့အလင်းရောင်ကန်သက်ချက်နဲ့တိုက်မိသွားပါတယ်ကဘာကိုတုံလို့စီမဲ့ဒတိုင်းတိုင်းအတံများထွက်လာပါတယ် လာပါတဲ့အမျိုးသမီးကြီးရဲ့မျိုးလုံးတွေကတောက်ပါလာပြီးအ мян အဆန်နဲ့မဲနဲ့တစ်သား"သူမကပြောလိုက်ပါတယ်မိကွန်းကထင်းရှုပြင်အရှင်ကလည်းတွေ့မနေပဲမဲနဲ့တစ်သားတို့ကိုပြစ်လိုက်ပါတယ်ဝဲကြီးရဲ့နားကိုရောက်တဲ့အခါသူကလညုံနဲ့ထိုးလိုက်ပါတယ်တစ်သားတို့ကချက်ချင်းပဲတုံလာပြီးကောင်းကင်ကိုတလုံးစီမဲ့အဖြက်စီးရှိန်ွားပြန့်နှံ့သွားပါတယ် တစ်သားတို့ကရုတ်တရက်ပြုတ်ခွဲသွားပါလေတတိုင်းတိုင်းအတန်ကဘာအုံတွန်လုံးစီပြီးမြူခိုးတွေကအရဲမျက်နှာအားလုံးစီကိုတွန်းပို့လိုက်ပါလေမြုံနိုင်လောင်းပြင်းထန်တဲ့တိုက်ခိုက်မှုပျောက်ကွယ်သွားတော့မဲ့ပုံပေါက်တဲ့အချိန်မှာလှပတဲ့အမျိုးသမီးကရှေ့ကိုခုံဝင်လိုက်ပါလေတိုက်ခိုက်မှုရဲ့အပေါ်မှာပေါ်လာပြီးကန့်သက်ချက်တွေအများကြီးကိုပုတ်လွတ်လိုက်ပါလေအဖက်ဆွန်အားတိုက်ခိုက်မှုကိုမင်းနဲ့တဲ့အလင်းအောင်ကန့်သက်ချက်စီကိုဥတီသွားအောင်လို့ထိန်းချုပ်နိုင်ခဲ့ပါလေတတိုင်းတိုင်းအတန်မြေကြီးဦးနှောင်တွန်လုံးစီပြီးမင်းနဲ့တဲ့အလင်းအောင်ကန့်သက်ချက်ပေါ်ကလှိုင်းကြီးရတွေကပို့ပြီးတော့ပြင်ထန်လာပါလေ လိုင်းကျဲတွေဟာပုံများလာပေမဲ့ထိခိုက်မှုမရှိဘဲပြန်တွန်းအားတစ်ခုကပေါ်လာပါတယ်အစိုက်ခံရတဲ့ပထမအက်ကလည်းပြုတ်ကွဲသွားပါတယ်လှပတဲ့အမျိုးသမီးရဲ့မျက်နှာကလည်းပြောင်းလဲသွားပါတယ်မိကုန်းကထင်းရှုပ်ရဲ့အရှင်သခင်ရဲ့အမိန့်မရှိဘဲတလင်းကြောက်ကိုပြစ်လွတ်လိုက်ပါတယ်အနီးရောက်တဲ့အခါကန့်သက်ချက်နဲ့အတူပေါက်ကွဲသွားပါတယ်ထိုတလင်းကြောက်မှာမြုံချီနိုင်လောက်တဲ့စွမ်းအားတွေအပါဝင်ပြီးချက်ချင်းဆုတလို့ကြီးမားတဲ့လေပွေတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ် လာပါတဲ့မြို့သမီးရအတော်မြောင်အန်ချိတ်ပြီးလက်နက်ဖက်နဲ့နောက်ထပ်လက်စိတ်တစ်ခုကိုဖွဲကမြန်ခုံးတစ်ခုချောက်ကိုလူညုံနဲ့ထိုးလိုက်ပါတယ်။မင်းနဲ့တဲ့အငွှိတွေကသူမရဲ့ခန္ဓာကနေပြန်နှံထွက်လာပြီးသူမရဲ့ပုံမှန်သဏ္ဍာန်ကနောက်တစ်ချိန်ပြောင်းလဲသွားပါတယ်။မထင်မှတ်ပဲအသက်၂၀ဝန်းကျင်လှပါတဲ့အမျိုးသမီးငယ်တယောက်ဖြစ်လာပါတယ်။သူမရဲ့ပက်လက်မှာမင်းနဲ့တဲ့အငွှိတွေကသူမရဲ့ထိန်ချုပ်မှုအောက်မှာကန့်သက်ချက်အရေးအတွက်မီးမတွန်းနိုင်အောင်ပြောင်းလဲသွားပြီးဖန်သားတလင်းကြောက်ပြုခွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ဖြက်စီအားနဲ့ပေါင်းဆက်သွားပါတယ်။ထိုဖြက်စီအားကိုမင်းနဲ့တဲ့အလင်းရောင်ကန့်သက်ချက်စီကိုဥတီစေခဲ့ပါတယ်။ ကျေလောင်တဲ့ဒတိုင်းတိုင်းအတန်နဲ့တူကွဲတန်တွေကထမှန်ထွက်လာပါတယ်။မင်းနဲ့တဲ့အလင်းအောင်ကန့်သက်ချက်မှာအကွဲကြောင်တစ်ခုကပေါ်လာပါတယ်။ဒူဝရင်အကွဲကြောင်ကအမြန်ဆန်နဲ့ပြန်ပိတ်သွားပြီးပုံမှန်တိုင်းပြန်ဖြစ်သွားတော့မဲ့ပုံပေါက်ပါတယ်။မိကွန်းကထင်းရှုပင်အရှင်အားတောင်းမြောင်းအကျိမ့်လိုက်ပြီးနှလုံးသားနာကျင်စွာနဲ့သူ့ရဲ့တူလွန်နေရာကနေနောက်ထပ်ယတနာပစီတစ်ခုထုတ်လိုက်ပါတယ်။ထိုရာတော့ကြောက်စင်းတစ်စိတ်တစ်ခုပါဒူဝရင် တူပါနိဗ္ဗာန်လေဟာနဲ့ယတနာရဲ့အချိန်မှာကိုလည်းထွက်လွတ်နေပါတယ်။မိကောင်ကထင်းရှုပင်အရှင်ကထိုးရောက်ထုတ်ဖို့အတွက်ရန်အောင်မလိုလားပါဘူး။အရှင်ကယတနာနှစ်ခုကတကယ်တူပါနိဗ္ဗာန်လေဟာနဲ့ယတနာမဟုတ်ပဲတူပါနိဗ္ဗာန်လေဟာနဲ့ယတနာရဲ့အချိန်ကအနေငယ်သာပေါဝင်ပါတယ်။အစွမ်းထက်ပင်ပဲပျက်စီးသွားရင်လည်းအဆင်ပြေမှာပါ။နှလုံးသားကလည်းအနေငယ်နာကျင်ရပေမဲ့လက်ခံနိုင်ပါတယ်။ ။သူကရင်ထူပစီရတော့တကယ်အစ်မန်တူပနိဗ္ဗန်လီဟာနဲ့ယတနာပါပျက်စီးသွားရင်သူ့ရဲ့နှလုံးသားချိန်မွားတယ်လို့ခံစားရပါလိမ့်မယ်။ထိုမြင်ကွင်းကြောင်းလှပတဲ့အမျိုးသမီးကကျင်းသွားပြီးအစ္စရဲလီကိုရှူသွင်းလိုက်ပါတယ်။မိကွန်းကထင်ရှုပင်အရှင်မှာတူပနိဗ္ဗန်လီဟာနဲ့ယတနာဘလောက်ရှိလဲဆိုတာသူမကခမန်းလို့မရပါဘူး။ထိုယတနာတွေကအလွန်အမရှားပါတယ်။သူကရင်ကန့်သက်ချက်ကိုချိုးဖျက်ဖို့အတွက်မိကွန်းကထင်ရှုပင်အရှင်သခင်ကယတနာ၃ခုကိုဖျက်ဆီးဖို့အတွက်ဆန္ဒရှိပါတယ်။အပြင်ကိုရှူသွားမယ်ဆိုရင်တန်ဖိုးကမြူချင်နယ်လောက်ကိုမြင်မပါလိမ့်မယ်။ တာရဲ့ဝိညာဉ်တွေနဲ့လဲလဲယုံနေတဲ့လူဂျင်နာအားလုံးကိုရနိုင်ပါတယ်ဖြက်စီမိကွန်းကထင်ရှုပင်အရှင်ကတော်မြောင်းကိုအကျိလိုက်ပြီးဟင်းရောက်လိုက်ပါတယ်သူ့ရဲ့အစွမ်းအပြည့်အဝကိုသူကသုံးနေပါတယ်ကြောက်စင်းကအလင်းရောင်ထဲကအကွဲချောင်းလေးကိုဝင်ရောက်သွားပြီးရုတ်တရက်ပြုတ်ခွဲသွားပါတယ်အရင်ကခုထက်အစာပေါင်းများစွာပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုကရုတ်တရက်ပေါ်လာပါတယ်ကီလိုမီတာ၁၀ထောင်ပေါင်းများစွာအတွင်းမြို့ခိုးတွေအားလုံးကိုတက်ရောက်စေတဲ့လေဝေတစ်ခုကဖြစ်လာပါတယ် ကွဲတန်ထလှပေမဲ့မဲနေတဲ့အလင်းရောင်ကန့်သက်ချက်ကမဖြစ်စည်းသေးပါဘူးဒူဝရင်အကွဲကြောင့်ကအခုဆိုရင်ပေတရာလောက်ကျယ်ဝန်းနေပါပြီပြန်လဲပြုပြင်နေပေမဲ့ပြုပြင်တော့ကနှိကွေးသွားပါတယ်မိကုန်းကထင်းရှုပင်အရှင်ကအမျိုးသမီးကြီးကိုလစ်လျူရှူလိုက်ပြီးအကွဲကြောင့်လေးကိုဝင်ရောက်သွားပါတယ်အမျိုးသမီးရဲ့မျက်လုံးတွေကလည်းတောပလာပြီးသူမကလည်းအကွဲကြောင့်လေးကိုဝင်ရောက်သွားပါတယ်မကြခင်မှာပဲမြှခိုးလေးကိုဖောက်ထင်းပြီးအလင်းနဲ့တစ်ခုကထွက်ပေါ်လာကဝင်လင်းအဖြစ်ပြောင်းလဲသွားပါတယ်သူကအကွဲကြောင့်ကိုကြီးလိုက်ပေမဲ့ချက်ချင်းမဝင်သွားပါဘူးအပြင်ဘက်မှာကန့်သက်ချက်တွေအများကြီးကိုထားရှိပြီးမှအကွဲကြောင့်လေးကိုဝင်ရောက်လိုက်သွားပါတယ် ကန့်သက်ချက်ပေါ်ကအကွဲကြောင်းကအမာယုတစ်ခုလိုပဲအမြန်ဆန်တဲ့ပျောက်ကင်းနေပါတယ်လုံအောင်ပျောက်ကင်းမှုမကြတော့ပါဘူးတစ်ခါပျောက်ကင်းသွားရင်အဲ့လိုယန္တနာတွေအများကြီးကိုတုံပြီးတယောက်နဲ့တယောက်ကတဖန်ဖြက်စည်းမသာမဟုတ်ရင်အထဲမှာထာဝရပိတ်မိနေမှာပါအကွဲကြောင်းထဲမှာတောင်ငယ်လေးတစ်ခုပါရှိပါတယ်မိကုန်းကထင်ရှုပင်အရှင်ကအစိမ်းရောက်ဝေအမျိုးသမီးကြီးနောက်မှာမိုးကြိုးလိုမြန်ဆန်စွာနဲ့တောင်ထိပ်စီကိုဥတီသွားပါတယ်သူတို့နှစ်ယောက်ကရန်အုံမြန်နာကျောက်ချက်ချင်းဆုတလို့တောင်ထိပ်နာကိုရောက်သွားပါတယ်တောင်ထိပ်ရဲ့လေမှာမိုးကြိုးပုံတံထွင်းထားတဲ့ပင်နေရာမြင့်တဲ့ကျောက်တကားကြီးရရှိပါတယ်ဒီနေရာကတာယဝိညာဉ်တွေကိုချက်ပိတ်ထားတဲ့နေရာပဲ မိကောထင်ရှုပင်အရှင်သခင်အားတကားနာကိုရောက်တော့သူ့ရဲ့နှစ်ဖျားအသီးနဲ့သတင်းစကားကိုပို့လိုက်ပါတယ်။ပြီးတော့မိုးချိုးပုံတရံငွေလဲဆွဲတစ်ခုကိုထုတ်လိုက်ပါတယ်။သူကလဲဆွဲကိုပြစ်လိုက်တော့လဲဆွဲရတကားစီကိုပြန်သွားပြီးကြမ်းတမ်းနဲ့ငွေရောင်အလင်းတွေကထွက်လာပါတယ်။ဒီချိန်ထဲမှာပဲတကားပေါ်ကမိုးချိုးအမှတ်သားကလည်းလဲဆွဲကိုခေါ်ယူနေသလိုငွေရောင်အလင်းကိုထုတ်လွှတ်လိုက်ပါတယ်။ထိုချိန်မှာပဲမိုးချိုးပြစ်တန်ကြီးကပြင့်တင်ထက်သွားပြီးကြောက်တကားကြီးကဖြည်းဖြည်းချင်းပွင့်သွားပါတယ်။ဖမုတ်တွေအများကြီးကလည်းပြန်ကျဲသွားပါတယ်။ကြောက်တကားကပွင့်သွားနေဝင်းညင်းကိုထုတ်ဖုံးနိုင်တဲ့ဟိန်းတန်ကအထဲကနေထွက်လာပါတယ်။တာရဲ့ဝင်းညင်းရဲ့ဟိန်းတန်ကပြောင်းပြတ်တက်တဲ့ နှစ်ဖျားသစ်စီတစ်ခုအဖြစ်ပြောင်းလဲပြီးအမြန်ဆန်နဲ့ပြန့်နှံ့သွားပါတယ်။ကျင်းရသူမိတ်ဆွေတော်ယူအချိန်ရသိမ့်မရှိဘူး။မင်းကတာယဝဉ္ဉေတွေကိုယူလိုက်။ငါတောက်ကိုကျန်းစောက်ကိုကြည့်ကျင်တယ်။မိကုန်းကထင်းရှုရဲ့အရှင်ကအစင်းရဝယ်အမျိုးသမီးကြီးကိုလက်နှစ်ဖက်ဆုပ်လိုက်ပါတယ်။ကျင်းရသူမိတ်ဆွေတော်ယူစိတ်ဝင်စားတယ်ဆိုရင်တော့ဒီအဖိုးကြီးနဲ့လိုက်ခဲ့ပါလား။ မင်းရလေညံလင်းရလာနိုင်တယ်အစိမ်းရဝေအမျိုးသမီးကြီးကခဏတာတွေးတော်ပြီးခေါင်းကိုဖြည်းဖြည်းချင်းခံလိုက်ပါတယ်မိကုံးကထင်းရှုပြီးအရှင်ကထမမီတော့ပါဘူးသူကတောင်ထိပ်စီကိုပြန်သွားပါတယ်သူကအရှင်ကထုံနေရအောင်မြောက်ဖူးပြင်မယ်သူရထားတဲ့မြေပုံမှာတောက်ကိုကျန်းရှိတဲ့နေရာကိုရှင်းရှင်းလင်းလင်းမှတ်သားထားပါတယ် အစိုင်းရောင်းဝယ်အမျိုးသမီးတီးရဲ့မျက်လုံးနေရာတောက်ပသွားပြီးမိကွန်းကထင်ရှုပင်အရှင်သခင်ကိုစိုက်ကြည့်ကမျက်မှောက်ကျုပ်လိုက်ပါတယ်။သူမကမိကွန်းကထင်ရှုပင်အရှင်သခင်ပြောတော့မယုံပေမဲ့သူ့ရဲ့စကားမှခြုံရင်းချက်တစ်စုံတရာကိုမှမတွေ့ပါဘူး။တာယဲဝဉ္ဉေရဲ့အချိန်ဝါတွေကမိကွန်းကထင်ရှုပင်အရှင်သခင်ပြောတာမှန်ကြောင်းတသက်ပြနေပါတယ်။ထိုနေရာမှာတာယဲဝဉ္ဉေနဲ့အများကြီးကိုချစ်ပိတ်ထားပါတယ်။ခနာတာတွေးပြီးရဲ့နောက်အစိုင်းရောင်းဝယ်အမျိုးသမီးတီးကတကားနာကိုရောက်သွားပါတယ်။သူမရဲ့နဖျားအသီးစိတ်ကအထဲကိုပြန့်နှံ့သွားပြီးသူမရဲ့မျက်လုံးနေရာထူးဆန်းတဲ့အလင်းတန်းများပေါ်လာပါတယ်။ ကန်သက်ချက်တွေအများကြီးကိုခြားပြီးရတော့သူမကအထဲကိုဝင်သွားပါလိမ့်မိကုန်းကထင်းရှုပြန်ရှင်သခင်ကတော့တောင်ထဲကိုရောင်းနေနေပါပြီသူကအောက်ငုံကြည့်ပြီးအစိမ်းရဝေးအမျိုးသမီးကြီးဂူထဲကိုဝင်သွားတော့ကြည်ကပြုံးလိုက်ပါလိမ့်ငါမလဲဘူးအထဲမှာတာရဲဝိညာဉ်တွေအများကြီးကိုချစ်ပိတ်ထားတာမှန်တယ်မင်းကအထဲကိုဝင်မအောင်ငါမကြောက်ဘူးမင်းကငါ့ကိုတိတ်တဆိတ်နဲ့လိုက်လာရင်တော့အဆင်ပြေမှာသူ့ရဲ့အကြီးကိုပြန်ဝင်တင်လိုက်ပြီးသူ့ရဲ့ညာလက်နဲ့လက်တဆိတ်တစ်ခုကိုဖွဲလိုက်ပါလိမ့် ကျောက်တကအမြန်ဆန်နဲ့ပိတ်သွားပြီးလလုံးကြုံနဲ့ပိတ်သွားပါတယ်အစိမ်းရောက်ဝယ်အမျိုးသမီးကြီးရဲ့ဒေါသတကြီးဟိမ့်တဲ့နဲ့တကောက်ထုနေတဲ့အတန်တွေကထွက်လာပါတယ်မိကုန်းကထင်းရှုပင်အရှင်ကအချိန်သိမ်းမရှိတော့ကြောင်းသိပါတယ်အကွဲကြောင်းကပိတ်သွားရင်ထွက်ဖို့အတွက်ရံအောင်ခက်ခဲသွားပါလိမ့်မယ်သူကတောင်ထိပ်မှရက်ပြီးအသက်ကိုပြပင်းရှူသွင်းလိုက်ပါတယ်သူရဲ့မျက်နှာမှာဆဲလူရှားမှုတွေရှိနေပါတယ်ထုံနေကိုသူကအချိန်ကြာကြီးစောင့်မျှော်ခဲ့တာပါကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်